Hello. ကဲဒီနေ့မှာတော့ဒီချက်ကအင်္ဂလိပ်စာ Unit 2ကိုဆက်ပြီးတော့သွားမယ်နော်။ Unit 1ကပြီးသွားပြီ။ဒီနေ့ Unit 2ဆက်သွားမယ်။ Unit 2 Unit 2မှာက things around us things around us ဆိုတာကကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့အရာဝတ္ထုတွေကိုလေ့လာကြမယ်လို့ပြောတာ။ no lessons one lessons one is a bag is a bag ပုံစံလိုမျိုးဒီ lessons one ra မှာလေ့လာချရမယ်လို့ပြောတာเนาะ listen and say နားထောင်ပြီးတော့ like ပြောကြည့်မယ် b a g bag b a g bag လွယ် a b o o k bag b o o k bag စာအုပ် C H E I R chair. C H E I R chair. Galatai. D E S K dex. D E S K dex. subway. P E N C I L pencil. P E N C I L pencil. Hidden. R U L E R ruler. R U L E R ruler ပေးတယ်ပြန်ပြောမယ်နော် bag လွယ်အိတ် book စာအုပ် chair ကလထိုင် desk စာရေးစပွဲ pencil ခဲတယ် ruler ပေးတယ်ကဲပြီးသွားလို့ရှိရင်ဗာရုပ်ပုံလေးကိုကြည့်ကြည့်မယ်เนาะရုပ်ပုံမှာနမူနာစကြောင်းလေးတွေပြထားတယ်အဲ့ဒီစကြောင်းလေးကိုဒီချက်ဖျက်ပြမယ်เนาะ ိုက်ဆိုမယ် what's this what's this အဓိပ္ပာယ်ကဘာလဲဒါဘာလဲအဓိပ္ပာယ်ကเนาะ what's this ဒါဘာလဲဒီမှာဒီ share လက်ထမှာစောက်တောက်ကန်ယူထားပြီးတော့မေးတာဖြစ်တဲ့အတွက်ဘာဖြစ်မလဲလိုက်ဆိုမယ် is a bug is a bug စာအုပ်တအုပ်ဖြစ်တယ် เนาะกะดิบักก็ what's this what's this ဒါပါလေဒီမှာတစ်ချက်ကကလထိုင်ကိုလက်ညှိုးထိုးပြီးတော့မင်းနေတာဖြစ်တဲ့အတွက်ဘာပြန်ဖြေလဲဆိုတော့ is a chair is a chair ကလထိုင်တစ်လုံးပါလို့ပြန်ဖြေတာเนาะကဲဒီဘက်မှာဒီဘက်မှာတချို့လက်တွေပြောကြည့်မယ်เนาะ ဘယ်မှာဒီချဲတို့အာဒီမှာအချင်းချင်းပေါ့နော်အတန်းထဲမှာအာတတာမီမီတို့ကကိုယ့်ရဲ့အနီးဝန်းကျင်မှာရှိတဲ့လွယ်အိတ်ပဲဖြစ်ဖြစ်ခဲတံပဲဖြစ်ဖြစ်ပေါ့နော်အာတယောက်နဲ့တယောက်နဲ့မေးကြည့်မယ်နော်အဲဆိုမယ် what's this what's this ကဲသူကလွယ်အိတ်ကိုကင်ပြီးတော့မေးနေတာဖြစ်တဲ့အတွက်ဘယ်လိုပြန်ပြေးမှာလဲ is a bag is a bag เนาะကဲဒီမှာရောဒီမှာကမလေးကဘာကိုကင်ပြီးတော့မင်းနေတာလဲပေဒံကိုကင်ပြီးတော့မင်းနေတာဒါဆိုရှင်သူဘလို့မေးလဲ what's this what's this ဒါပါလဲဘာဖြစ်မလဲ is a ruler is a ruler ပေဒံတချောင်းပါလို့ပြန်ဖြေတာဒီနေရာမှာပေဒံနေရာမှာခဲတဲ့လေးကင်ပြီးတော့မေးကြည့်မယ်เนาะ ကဲလိုက်ဆိုကြည့်မယ်ခဲတန်လေးကြိုင်ပြီးမေးမယ်နော် what's this what's this လို့မေးလိုက်မယ်ဒါပါလဲပေါ့ဒါဆိုဘယ်လိုပြန်ဖြေရမှာလဲခဲတန်ကြိုင်ပြီးမေးတာဖြစ်တဲ့အတွက် is a pencil is a pencil အဲခဲတန်တချောင်းပါလို့ပြန်ဖြေရမယ်ကဲလို့ဒီနေရာမှာအဲသူကကလထိုင်ကိုလက်ညှိုးထိုးပြပြီးတော့မေးတယ်ဆိုရင်ကဘယ်လိုပြန်ဖြေရမှာလဲ past this လို့မေးလိုက်ပြီဘယ်လိုပြင်ပြမှာလဲကလထိုင်ဦး is a chair is a chair ကလထိုင်တလုံးပါတဲ့ရမယ်နော်အဲ့လိုမျိုးအမေးအဖြေလေးလုပ်ကြည့်မယ်နော်